ပါလမဲမင်္ဂလာပါဒီနေ့2025လေးလပိုင်း3ရက်နဲ့ညနေပိုင်းထိရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့ကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်ရှုအောင်ပါပထမဆုံးကတော့မန္တလေးတွင်ငလင်ကြောင်းပြောကြခဲ့သော Gravel Hotel အတွင်းမှာရှိတဲ့အာပဲမိနေသူများကနေတေဆုံးအလုံးများထောက်ယူဖို့ယူခွင့် Hotel ဖက်အချို့ရေးအဖွဲ့ကကန့်သတ်မှုများလောက်လာနေကြောင်းသိရှိရပါတယ်ဒါကလက်ရှိအချိန်ထိပေါ့နော် Gravel Hotel ကအသက်ရှင်လျက်ကေထောက်နိုင်သူကနှစ်ဦးနဲ့တေဆုံးအလုံးနှလုံးကိုသာကေထောက်နိုင်သေးပြီးတော့ ကေဇေးရှာဖွေမြအာရှာဖွေမှုများဆက်လက်မလုပ်ရန်ဗောနော်အာလော့ရန်ဂရေဝေါ်ဟိုတယ်အချိုရဲ့အဖွဲ့ကမလတ်30တရက်နဲ့မနေ့ကဗောနော်ဟိုတနေ့က30တရက်နဲ့ကနေစတင်ကတ်သက်မှုများလော့ဒေါင်းလော့လာကြောင်းသိရှိရပါတယ်ဒါကမန္တလေးမြို့မှာရှိတဲ့ဂရေဝေါ်ဟိုတယ်တွင်တဲ့အာတဲကိုသူ SCN SCN အဲ့ဒီစီရင်ကိုကေဇေးရဲ့အဖွဲ့များနဲ့အာသက်ဆိုင်ရာမင်းသားစုဝင်များကထောက်ပြန်ပေးရန်တောင်းခံတောင်းခံခဲ့တော့လေဟိုတယ်တာဝန်တာဝန်ရှိသူများကလူစရင်ထော ပြန်ပေးရန်ငင်းဆန်လျက်ရှိကြောင်းနဲ့အပိမိနေသူမြတ်ဤကြံရည်သူမင်းသားဆွေများနဲ့ဗြဟ္မာဟိတအဖွဲ့များကပူပေါင်းကရှာဖွေကေစီမှုများကိုမိမိအစီအစဉ်ဖြတ်မနော်အာဆောင်ရွက်မေဟုဟိုတယ်ကိုအကြောင်းကြားတော့လေဟိုတယ်ဘက်ကအော့ချော်ရဲအဖွဲ့ကပေါ့နော်အာခွဲမပြူကြောင်းသိရှိရပါတယ်ဒါကတော့ဟိုတယ်ကဘလူတွေဖြစ်နေလေတော့မသိဘူးဒါကနိုင်ငံတကာကေစီရဲ့အဖွဲ့ဝါများဒေသခံပရိဟိတ ရဟိတကေဇေရဲ့အဖွဲ့များဤရှာဖွေကိုငေပေးအကေဇေမှုများကိုအာဂရေဗောဟိုတယ်အဖက်က ကန့်သက်မှုများလော့လာတဲ့အပေါ်ရှင်းရှင်းလင်းလင်းသိနိုင်ရန်ကြံရည်သူမိန်းသားစုများကလူလာနေကြကြောင်းသိရှိရပါတယ်စာတော်ဒီကတော့ရုတ်တန့်ဖန်တဲ့တကွာသူတို့တောင်းဆိုနေတဲ့အကြောင်းတွေကိုကျွန်တော်တို့တူပြင်ပြီးတော့ကြည့်ရှုအောင်ဖြစ်ပါတယ်မိန်းသားစုဝန်တွေကကြံရည်သူမိန်းသားစုဝန်တွေကဘယ်လိုတွေတောင်းဆိုထားလဲဆိုလို့ရှိရင်တော့ဒီကပြန်ပြီးတော့စူပွန်တောင်းဆိုမှုတယ်နော်ဒီက Global Hotel ဘယူမှုမှာပြင်မိနေသူများမိန်းသားစုဝန်မနော်မိန်းသားစုဝန်တွေက တို့စူပါဘီနော်တောင်းဆိုနေကြပါတယ်ဒီယူသန်ဖန်ကိုကျွန်တော်နဲ့တူနားထောင်ရမှာဖြစ်ပါတယ်ဒီထက်မှာဘလူတွေပြောသွားနေကြလဲဒီကဂျွန်ယာကိုဘာဖြစ်တာလဲဆိုတော့သေးစိတ်ကျွန်တော်လည်းမသိရသေးဘူးဒီဟာကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်အခုချိန်မှာဒဒိုလေးကိုဆွထွက်ရှုထွက်နေပါတယ်မန္တလေးဂရေဘော့ဟိုတယ်ကပြောပြမလဲအာဆက်လက်ပြီးတော့ရှာဖွေခွက်မပေးဘူးဘာလို့လဲတော့မသိဘူးကျွန်တော်တို့အာဒီကဂျွန်ယာနဲ့ပတ်သက်ပြီးတော့မင်းသားစုဝန်တွေကတောင်းဆိုနေတဲ့အကြောင်းနားထောင်ကြည့်အောင်နော် အဟိုဒီမှာတင်းနေတဲ့မိသားစု တန်းပါကလေးရသဘာတော်ရှိရောကျမမျိုးသားတဲ့ကလေးရသဘာတော်ရှိရောလေလို့အားလုံးပြည့်ပြည့်ပဲပါလို့ရှိမဲ့ကျမအဲ့ဒီကတော့ပြည့်ပြည့်ဘူးလို့ပြောနေတယ်အချိန်မှကျမဒီစားဒီမှာဆောင်းနေပါလားအားလုံးကြည့်ကြပါဦးအားလုံးကိုကြည့်ကြပါဦး တော့အနောက်ဘက်တပတ်ရှိသွားပြီအနောက်ကြီးပဲတိုက်နေတာတပတ်ရှိသွားအကျေအောင်တစ်ချက်တစ်ချက်ဘာဘူးမမကြည့်ကြပါဘူးအကျေမမရှိတာပါยาก็บอดี้เพกก็တော့ခွဲမပြူတာမဟုတ်ဘူးနိုင်ငံတော်ကခွဲမပြူတာတဲ့ဒါကကြေစင်းမဲ့သူကတဲ့အစင်သိရှိပြီးသား ဒါကိုတို့ကခွင့်မပြုလို့မကြေခန့်တာပေါ့။အဲ့ဒီအကုန်လုံးကဝင်တဲ့အစည်းပိုင်းတွေကအဲ့မှာအထက်ဝင်ပြီးဆိုလို့ရှိရင်မဝင်တဲ့အနေများတယ်ပဲပြောသူတို့ကိုယ်လည်းလည်းဘာမှမလုပ်သေးဘူး။ကျမတို့ကအနောက်မှာတပတ်လောက်ကြည့်ပြီးထိုင်နေတာ။မနက်မိုးလေးတွေကအဲ့နောက်မှာရောက်နေတယ်။ညနေနေ၃နာရီကျမတို့ဒီအဖွဲဒီထက်များပါတယ်။အဲ့ဒီမလာနိုင်တဲ့လူတွေအများကြီးပါတယ်။မလာနိုင်တော့လူတွေလည်းကြီးပါတပတ်ကြည့်ရောဝိုင်းဒီနေ့ဆိုရင်စဉ်းစားကြည့်ပါကျမတို့ကလေးတွေဘယ်လိုနေမလဲဆိုတော့ ်ကောင်ကြီးတဲ့လူတွေရောပုံပါရောကြီးဆောင်ပါတော့ကွန်ပျူတာဆောင်တဲ့ရတဲ့ရဲ့နဲ့တပတ်ပြေသွားပါပြီဒီထဲမှာစာရေးစာလေရောချရလားလို့ဟာလုံးပေးကြပါဦးတောင်းပါပါလေသွားတော့မလုံးနိုင်ဘူးသွားတော့အကုန်လုံးပြီးပါပြီနောက်ဆုံးမှာဟိုဟိုတဲ့ဟိုတဲ့ဘိုင်းဆိုင်ရအကြီးတွေကကျမတို့ကခုပြပါတယ်တဲ့ဟိုတဲ့ အစိုးရကခွင့်မပြုလို့ပါတဲ့ကျမတို့ကပြည်သူတွေပါလို့ကျမတို့ဒုက္ခရောက်နေပါတယ်ကျမတို့လူတွေစိတ်ထဲမှာပြပါတယ်လို့ကျန်တဲ့ဘက်ကအစင်းသေးပါပဲလို့ စက်ကလူလဲစောင့်နေပါလေ။ဘာမှမရှိတော့ဘူး။အစိုးရကတော့ခွင့်မပြုလို့ဟိုတယ်ဖက်ကတော့ဒီမိန်းသားစုပေးမနေတဲ့သူတွေကိုကေဖို့အစခွင့်ပြုတယ်။ဒါမှမဟုတ်လေအစိုးရကခွင့်မပြုမကေခိုင်းဘူးနော်။ညာခွင့်ပြုချက်မရှိလို့အစိုးရကပေါ့နော်။မင်းအောင်လန်ဖွဲ့ကနိုင်ငံတော်ခွင့်ပြုချက်လေးပေးပါလို့နိုင်ငံတော်ခွင့်ပြုချက်မပေးသူတို့လုံးလုံးမရပါဘူးတဲ့။အဲ့လိုပဲပြောနေပါတယ်။လုံပေးတင်တဲ့သူတွေကလည်း ဒါကေဇေမေရေသမားတွေအသိရှိပြီးသားဂေမေသူအသိရှိပြီးသားတရားကဂေမေဂေပေးမေလို့ပြောတာဒါပေမဲ့လေအဲ့ဒီနိုင်ငံတော်ကဂေခွင့်မပေးဘူးတဲ့လုံးဝကအခွင့်ပြုချက်မရဘူးလို့ပြောတာအခုဗနေဖြန်တစ်ဖြစ်မိနစ်ဖြန်တဲ့တပတ်လောက်ရှိနေပါပြီအသက်ရှင်နေတဲ့လူကလည်းတေလို့အသေးအသေးပြီးလို့ပြီဆိုပြီးမှငိုကြွေးနေတာမင်းသားစုဝန်တွေကလုံးမရဘူးသိနေပါတယ်လုံးဝသိနေပါတယ်ဆရာကောင်းချီးပါ ကဲဒီဟာကတော့အများကြီးတော့မဖြတ်ပေးတော့ဘူးဒီလိုမျိုးအစိုးရလို့ကျွန်တော်တို့အာပြည်သူတွေကလည်းခိုသေးတယ်ဆိုတော့ဒီဟာကကျွန်တော်တို့လည်းဘာမှပြောလို့မရတော့ဘူးဒီထက်မှာဟိုတဲ့ဘက်ကတော့ခွင့်ပြုတယ်တဲ့ခွင့်ပြုတယ်ဒါပေမဲ့လည်းအဲ့ဒီမင်းသားစုဝင်တွေကပေါ့နော်အာမင်းသားစုဝင်တွေကတော်တော်လေးကိုတောင်းဆိုနေတာတော့မှအစိုးရဘက်ကခွင့်မပြုလို့အစိုးရဘက်ကခွင့်ပြုချက်မရလို့ဆိုပြီးတော့အာ ဂေခွင့်မပေးတာဗောနော်ဒီလိုမျိုးအခြေအနေထိရောက်နေတယ်ဆိုတာကိုသိရတာဗောဒါကအာဒိုလေးကိုရင်နာစရာကောင်းတဲ့အချက်တခုနော်မိသားစုဝင်တွေသူတို့မိသားအမျိုးသားတွေသူတို့ကလေးတွေဘာနေတာကိုတစ်တစ်ရင်းနဲ့ဘယ်လိုနေမလဲဆိုတော့သိအခုဒီထက်မှာဘော်ဒီထက်မှာပြင်းပြနေတဲ့သူတွေကတောင်းရောက်တော့အသက်ရှင်သေးတယ်လို့သိရတယ် အသက်ရှင်သေးတယ်လို့သူတို့ပြောနေတဲ့မိသားစုဝင်တွေကပြောနေတယ်။သူတို့ဒီတဲမှာ KB ပေါ့ဆိုပြီးပေါ့အာအဲ့ဒီအဇဂရေကနေတောင်းဆိုတယ်ဒါပေမဲ့လည်းနိုင်ငံတော်ကအခွင့်မပြုလို့ပြခွင့်မပြုလို့ဆိုပြီးတော့တရက်တရက်ပြီးတော့တစ်ပတ်တစ်ပတ်လို့တစ်ပတ်လို့ရှိနေပါပြီဆိုပြီးတော့ငူချင်းနေကြမိသားစုဝင်တွေကအဲ့ဒါပြီးရင်ရဲအာမန္တလေးပေါ့နော်မန္တလေးလမ်းမှာလမ်းမေးမှာကျွန်တော်တို့ငလင်ပေးတင်နေတဲ့ပြည်သူတွေအာ ဂျောင်းဘဲပေါ့နော်အဂျောင်းဘဲပလက်ဖောင်းအပလီနိုင်ယာယီနေထိုင်ကြသူပြည်သူတွေကိုစက်အဲမှာစကောင်စီတွေကဖေခန်းဖို့နော်ပြောဆိုနေတာကျွန်တော်နဲ့တူအရင်ဆုံးနားထောင်ကြည့်အောင်ဂျောင်းဘဲပလက်ဖောင်းပလီနိုင်ယာယီနေထိုင်ကြသူဂျောင်းသားပြည်သူများချင်းဂျောင်းဘဲနဲ့နေထိုင်ရင်းအားခွင့်မပြုပါကြောင်းနဲ့ယာယီနေထိုင်နိုင်ရန်ကုသိုလ်တော်များပေးပြီး ယာယီတဲ့အလောင်း၈၀ဒီဟာကယာယီတဲ့အလောင်း၈၀နဲ့မကားလို့ဝင်တယ်ဒီလမ်းမပေါ်မှာနေတဲ့သူတွေကနေတာမဟုတ်ဘူးနော်အလောင်း၈၀နဲ့တော့မရလို့ဝင်တယ်စီစဉ်ပေးတယ်ဆိုလို့ရှိရင်အပြည့်စုံပေါ့နော်ဒီကုန်တွေကိုအာဒီဒီထဲမှာရှိနေပြီးသူတွေကိုအကုန်လုံးကိုစီစဉ်ပေးရင်တော့ဘူတော့ကောင်းတာပေါ့အလောင်း၈၀နဲ့တချို့တဝက်ကမလောင်လို့မှုတွေဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီဟာပို့ပြီးတော့ဖိခေဖြစ်တယ်ဟာပါတော့ကောင်းတာမရလို့ တော့ကြောက်ကြည့်ကြပါရဲ့ဟုတ်ကဲ့ကြောက်ကြည့်တော့ဒီစေတာဆုံးမြမစက်ကဲဒါကတော့အဲ့ဒီလမ်းမဘေးမှာပဲကျွန်တော်တို့ပြည်သူတွေကရန်ကိုပြိုလွှမ်းလို့လမ်းမဘေးမှာလည်းရန်ကိုနေချင်လို့နေတဲ့လူတွေမဟုတ်ပါဘူးမဟုတ်လို့ဘူးထင်ပါတယ်ဒီကကလုံးဝကိုနေစရာမရှိလို့ဥယျာဉ်တွေကိုပျက်စီးနေလို့နေတဲ့သူတွေ ကြီးပဲထင်ပါတယ်ဒါကတော့အာနိုင်ငံတော်အဆင့်ကနေဆိုပြီးတော့ရည်ရည်ထဲမှာမနေဖို့နော်အလွန်စစ်စစ်ပြင်ဆင်တပိထားပါတယ်ဆိုပြီးတော့အာပြောနေတဲ့အာလန်ဒန်ကိုစပီကာနဲ့အုံနေရတဲ့အခြေအနေမျိုးဖြစ်ဖြစ်နေပါတယ်ဒါကတော့ကျွန်တော်အရင်ဆုံးတင်ဆက်ပြတာဖြစ်ပါတယ်နောက်မှာဒီဘီကတင်ဆက်ထားတဲ့စစ်ကောင်စီကအခုချိန်မှာဘလူးတွေလောဆောင်ထားလဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါ တက်ဟာငလျင်တန်တဲ့ဒေတာတွေစီအကူအညီမရအောင် တားဆီးပိတ်ဆို့နေသလိုလေကြောင်းတက်ခတ်မှုတွေလည်းဆက်လက်လုံဆောင်နေတာကြောင့်နိုင်ငံတကာရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။မြန်မာပြည်လေပိုင်းမှာပြင်အား9တသမ9ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးနောက်လူသားချင်းစာနာမှုအကူအညီတွေကိုအကန့်အသတ်မရှိဝင်ရောက်ခွင့်ပေးဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်။အဲ့ဒီငလျင်တန်တဲ့ဒေတာတွေမှာ တန့်ရှင်တဲ့ရေနဲ့စားနပ်ရိက္ခာစားတဲ့အခြေခံလိုအပ်ချက်တွေရှိနေတာဖြစ်ပါတယ်။ငလျင်ဘိုချက်ဖြစ်တဲ့မန္တလေးနဲ့စကိုင်းမှာဆိုရင်စစ်ကောင်စီဟာရေးပေါ်အကူအညီတွေကိုဝင်ရောက်ခွင့်မပေးဘူးဆိုပြီးအကျိတ်ဆက်လုပ်ပေးနေသူဆရာဝန်နှစ်ဦးကပြန်ပြောပြပါတယ်။အကူအညီပေးရေးပစ္စည်းတချို့နဲ့အများစုဟာလိုအပ်နေသူတွေစီရောက်မသွားဘဲမန္တလေးကအချို့နေရာတွေမှာဆိုရင်အကူအညီရောက်ကိုမရောက်လာကြောင်းစစ်ကောင်စီက ဒီပစ္စည်းတွေကိုတည်ယူသွားပါတယ်လို့ဒေါက်တာနန်ဝင်းအနေနဲ့မှတ်ချက်ပြုပါတယ်ဒေါက်တာနန်ဝင်းအနေနဲ့မှတ်ချက်ပြုပါတယ်ဒေါက်တာနန်ရဲ့လောက်ဖို့ကံပဲဆရာဝန်တူကလည်းထောက်ပံ့ငွေဒေါ်လာတထောင်ရရှိကြောင်းစာရွက်စာတမ်းတွေမှာလက်မှတ်ထိုးရပေမဲ့တကယ်တမ်းရလာတာကဒေါ်လာ100တာဖြစ်တယ်လို့မြေပြင်အခြေအနေကိုပြောသွားပါတယ်။အခုလိုမျိုးဂျာတဲ့ကဖျက်ယူထားတဲ့ပစ္စည်းတွေဟာမှောက်ခိုဈေးကွက်ထဲကိုရောက်သွားနိုင်တယ်ဆိုပြီးဖြစ်ဆက်ပြောဆိုပါတယ်။စကားရောက်ကစေးအဖွဲ့ဝင်တူကလည်း မန္တလေးမှာထောက်ပံ့ပစ္စည်းတွေပို့ဖို့စူးစမ်းတဲ့အခါစစ်ကောင်စီအနေနဲ့ခွင့်ပြုချက်မပေးဘဲမနေ့ကတင်အဲ့ဒီပစ္စည်းအားလုံးရဲ့တဝက်ကိုတည်ယူသွားတယ်လို့ဆိုပါတယ်အထူးသဖြင့်စကိုင်းနဲ့မကွေးလိုမျိုးစစ်တပ်ကအပြေအဝထိန်းချုပ်နိုင်စွမ်းမရှိတဲ့နေရာတွေမှာအကူအညီပေးရပစ္စည်းနဲ့ကစေးအဖွဲ့ဝင်တွေကိုတားဆီးလေးရှိကြောင်းသိရပါတယ်စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကတော့ဆွဆွဲချက်တွေကိုတုတ်ပြန်တာမျိုးမရှိသေးပါဘူး ။ချိန်ထဲမှာစစ်ကောင်စီဟာကြေးရွာတွေအပေါ်လေကြောင်းတက်ခတ်မှုတွေပြုလုပ်နေတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုစလဲ Tom Andrews ကတော့စစ်တပ်ဟာလူတွေကိုတတ်နေတာရပ်ပြီးကယ်ဆယ်ဖို့အတွက်အာရုံစိုက်တင်ကြဝေဖန်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သမ္မတဟောင်းစကော့မာဆယ်ကလည်းစစ်တပ်ဟာဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီတဲ့နေရာမှာနာမည်ပြတ်ရှိတယ်ဆိုပြီးပြောကြားပါရရှင်။ ကဲဆိုတော့ဒီဟာကဒေါ်လေးကိုအာစတရေလို့ရဲ့ဗောနော်ပြည်သူတွေခုသူတို့မဆူမကြေးဆိုးနေတဲ့နေရာကိုပြည်သူတွေအာဂလင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့သူကိုကေးစေကုန်ဗောနော်ဒီလိုမျိုးအာအကူငင်တွေမပေးဖို့ကိုသူတို့တွေကနေမြင်မြောင်းနဲ့တားဆီးလာမျိုးလေလောက်နေတော့သိရှိရပါတယ်အဲ့ဒါပြင်ယုံမေးလုံးဘီလူတွေပြောဆိုထားလဲအဲ့ဒီနောက်မှာယုံမေးလုံးပြောဆိုမှုတွေကို GNU ဖိကဗောနော်အာဘလူဆိုတိုနင်းဘီလူတွေပြောဆိုထားလဲဆိုတော့ကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်အဲ့မတော်နေနေရလဲဒီဒီတိုင်းသားလက်နက်ကိုင်အဖွဲ့စကန်ဝင်မှာ ဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိပါဘူး။ရဲမရာတွေပြောနေတာဒီသူတို့လာတိုက်တဲ့အချိန်ကြမှာပဲလိုအပ်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်ခဲ့တယ်ဖြစ်တယ်ဆိုတာလေပြောခဲ့ပါလား။အင်းတမတော်အနေနဲ့ငင်းကြိုင်းနဲ့ပတ်သက်ပြီးလက်တွေ့ကြကြထိထိရောက်ရောက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုတွဲဆုံဆွေးနွေးဖို့အမြဲဖိတ်ခေါ်တကားဖွင့်ထားလျက်ရှိပါတယ်။တိုင်းသားပြည်သူအလုံးငင်းကြိုင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အရာတော်ခံစားနိုင်ရေးရိုးသားပွင့်လင်းစွာဆွေးနွေးသွားကြရန် လိုမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အင်းလက်နက်ကိုင်အဖွဲ့များအနေနဲ့လည်းငြိမ်းချမ်းရေးလမ်းစစ်များအတိုင်းအမှန်တကယ်လိုက်နာဆောင်ရွက်ဖို့နဲ့အကြမ်းဖက်သမားများအနေနဲ့ကတော့နိုင်ငံရေးအရာဖြစ်ပေါ်လာတဲ့ပြဿနာကိုအကြမ်းဖက်သည့်နေလမ်းနဲ့ဖြေရှင်းဖို့ရွေးချယ်ခဲ့ခြင်းသာ ဖြစ်ပြီးအစိုးရအနေနဲ့ကတော့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အဲ့ဒါတော့သူကြီးတုတ်ပြန်ပြောစရာမရှိဘူးပဲစကားတွေကကုံတလောက်ရှိဘူးဘာလဲဆိုတော့ရှိတဲ့မျိုးနောက်မျိုးနှစ်မျိုးညမျိုးဖင်းပြန်ကောင်းတဲ့ပြန်လဲတခါတည်းစကားတွေကဘာမှဟိုအတီယူလို့မရတဲ့ဟာတွေနဲ့ပဲဒီလိုမျိုးဟိုဘာမှဟိုတတိချာမဟိုဘာလုံးလုံးလုံးမနေမှမသိတဲ့လူတွေနဲ့သွားပြီးတော့ရှိရင်တော့ကျွန်တော်တို့မပြောချင်ဘူးဘာလို့ဆိုတော့အကြောင်းပြချက်อ่ะဟောစစ်သဘောသဘာဝရလစ်ကျင်တာဘသူသူတို့လည်းလစ်ကျင်လို့ရတယ်လေကိုယ်လည်းလစ်ကျင်ရတယ်လေအဲ့ဒီလစ်ကျင်တဲ့ဟာကိုရမယ်ရှာပြီးတော့ ဟိုငါတို့တဖက်ကိုသွားပြီးတော့ဘုံကျဲနေရတယ်ဆိုတာလုံးဝယုတ်တိယုတ်နဲ့မရှိတဲ့ကိစ္စလေးအဲ့ဒါကြောင့်မလို့ကျွန်တော်ဘာမှမပြောချင်ဘူးဒါပေမဲ့သူတို့လုံနေတဲ့တယုတ်တကံကဘာတွေပေါ်နေနေဆရာနိုင်ငံကရောကဘာပြည်သူတွေရောပြည်တွင်ထဲမှာရောလူလဟန်အသိနဲ့ခါကြတော့ကျွန်တော်တို့သိရှိပြီးပြောတာမရှိတော့ဒီငလျင်လှုပ်ပြီးတဲ့အစပြီးတော့ကျွန်တော်တို့နယ်မြေတစ်ခုလုံးမှာကြိလိုက်ပါတိုက်ခိုက်မှုတွေလုံးဝမရှိတော့ဘူးကျွန်တော်တို့တိတိတသာကိုတွေ့နေရတယ်လူဆိုတာလူလိုသိရမယ်လေ ဟိုပြောစရာလည်းမလိုဘူးဟိုအရေးရေးကြီးခွင့်ကျေစာရီဘာရီထုတ်ဆိုထုတ်မှဆိုလည်းထုတ်လို့ရတယ်မထုတ်ဘူးဆိုရင်လည်းလူလိုတိတတ်တဲ့လူတော့ဘာလောက်ရမလဲဒီချိန်မှာစာထုတ်တာထဲကိုကလက်တွေ့လှုပ်လှုပ်နေဆိုတာအဲ့ဒါအဓိကကြာဆုံးချက်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအဲ့ဒီခုမှဒီချိန်ရတော့လုံးဝမလှုပ်သင့်တဲ့အချိန်လေလို့ကျွန်တော်တို့အဲ့လိုယူဆတယ်ယူဆတဲ့အတိုင်းလုပ်တယ် ဒါကတော့လွယ်လွယ်လေးပါဒါပေမဲ့အချိန်ခါရှိသေးတယ်လေအချိန်ခါမရောက်သေးရင်ကျွန်တော်တို့ဘာမှလုပ်လို့မရသေးဘူးကျွန်တော်တို့ကလောက်ကြာရှိတာကြံလေးတော့မလို့ကျွန်တော်တို့တဆင့်ကြောင်ဆက်လုပ်လို့လို့သေးတယ်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာတော့ဘာမှတူတူတွေပူပင်စရာမရှိဘူးလူတူအတွက်ကတော့ကျွန်တော်တို့အများနဲ့ထက်စင်းစားရတယ်လူတူအတွက်ဆိုရင်တော့ပါဘီလက်ဆိုတော့ဒီချိန်ဒီကလမှာတော့တော်တော်လေးကို ဟိုဒီဒီမျက်ရင်နဲ့မျက်ခွက်နဲ့တော်တော်တလေးကိုဟိုနာကြီးကြာကောင်းတဲ့အခြေအနေတွေရင်ဆိုင်ခဲ့ရတယ်ဆိုပေမဲ့အင်မတန်မှောင်မိုက်တဲ့ညတကောင်ရံအချိန်ခါကျော်လွန်သွားပြီးတဲ့နောက်မှာအင်မတန်တောက်ပတဲ့အနာဂတ်စီကိုကျွန်တော်တို့ရောက်မှသိကြတဲ့အတွက်လူလူနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့ဒီဆက်အနာရှင်စနစ်ကိုအမြင့်ပြုတ်ချက်ဟိုဟိုဆက်တိုက်ဖို့ဆိုတာကျွန်တော်တို့တန်နေဆိုင်ချပီးသားရှိတဲ့အပေါ်မှာတော့ကျွန်တော်တို့လက်တွဲပြီးတော့ဆက်သွားမှာပဲဖြစ်တယ်။အားလုံးဘာမှအားမငယ်နဲ့ကျွန်တော်တို့ချမယ်ဒီကောင်လေးအပြတ်ဆော်ပလိုက်ပြီးတော့တခါတည်းတိုင်းပြည်သူတူထောင်တော့မယ် ဆိုတော့ဒါကတော့အာဘလူးဆိုတော့နည်းနည်းယုံမေလွန်ပြောတဲ့စကားကိုပြင်ပြီးတော့တော့ပြန်နေတဲ့အနေနဲ့ပေါ့နော်တို့ကျွန်တော်တို့နားထောင်ရတာဖြစ်ပါတယ်အဲ့တော့မှမနေ့ကပေါ့နော်မနေ့ကအဲ့ဒီကြက်ထင်းနေကားတွေကိုပြက်ခတ်မှုနဲ့ပတ်သက်ပြီးတော့ယုံမေးလုံးကလည်းထွက်ထွက်ပြီးတော့ရှင်းလာတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးဘုံမဂျုံမင်းဘလူးတွေဖင်ပိတ်ငင်းလည်းဘလူးတွေပြောဆိုထားလဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရအောင်တခါတရံကြရင်မယိုးသားဘူးဆိုတော့အဲ့တော့ပြောတာတရုတ်ရဲ့မယိုးသားမှုဆိုတော့အဲ့တော့တရုတ်ကမကြည်နဲ့ပြောတာကျွန်တော်ပုံမှန်လည်းပြောတာတရုတ်မယိုးသားမှုကတိတ်ကြီးလုံးတယ် ကျွန်တော်အဲ့လိုပြောတော့တရုတ်ဘုံဒီသမားလို့ထင်လိမ့်မယ်ထင်လဲဖွင့်လဲပြောထင်လဲတရုတ်နိုင်ငံကထင်ရင်စောက်ကြီးမဆိုင်ဘူးပြည်တွင်းကထင်တဲ့ပြည်တွင်းကထင်တဲ့လူဆိုလဲဘောပဲလို့မှတ်တာရှင်းရောဘာကြောင့်လဲဆိုတော့ကျွန်တော်ဖွင့်လဲပြောတာထင်လဲစောက်ကြီးမဆိုင်ဒီကုန်လည်းမပြောတော့ဘူးပုံမှန်လည်းပြောလို့ရတယ်ပဲဟုတ်တယ်ငါတို့ချက်ချင်းဒီကားတော့မှန်တယ်ဒါပေမဲ့ငါတို့တော့စီးရင်မပို့လိုက်မိဘူးအเจ้าမကြလိုက်မိတဲ့အတွက်တက်ကလည်းဒါလှမ်းပြီးတော့သတိပေးတဲ့ပုံစံဖြစ်ပါတယ်လို့ပုံမှန်လည်းပြောလို့ရတာပဲမပြောဘူးဗျမပြောဘဲနဲ့တည်င်းကိုလုံးချလိုက်လို့ရေးမပြေဘူးဆိုတော့မယိုးသားတာပေါ့တာ တရုတ်မယိုးသားတော့ဘူးကွာကျွန်တော်ပုံမှန်လည်းပြောတော်တော်ကိုမယိုးသားတဲ့ကောင်တွေတရုတ်တွေတရုတ်နဲ့တရုတ်နဲ့ဇက်ကဖြတ်လာတဲ့ကြက်ချီနီဟုခေါ်တော့ DNL ရဲ့ဂျင်ညာတော့အဲ့ဒီအုပ်စုနဲ့တက်နေတဲ့ပြဿနာအခုကဘာမီဂျိုင်းမှာပေါ်လာရိုက်နေဒီလားတိစစ်တက်ကကြက်ချီနီရင်တောင်ပြစ်ပါလေပြတ်တက်နေတဲ့တရင်အခုကျွန်တော်တို့ကဘလောက်ပြောပြောမရတော့မြန်မာပြည်တွေကတက်ကြွနားလေတဲ့သူတွေကလည်းအဲ့ဒါကိုပြန်ပြောပြရကောင်းမှလည်းမသိဘူးပြောပေးမှာဆိုတော့တိုင်းပြည်ကလေဟိုကတော့ပါရဲ့အောက်တန်းသားတွေများလို့လို့တိုင်းပြည်ကဒီခုဒီနေ့ဒီလိုဖြစ်နေတာ လိုရုပ်ပါဘူးဒီချက်ချင်းဒီကိစ္စကတော့ချက်ချင်းတယောက်ချက်ချင်းဆိုကိစ္စကတော့မယိုးရှင်းတဲ့ကိစ္စခုနပြောတဲ့စိုက်ပုတ်လေးဒီလောက်လေးလက်သေးကုံလောက်လေးလာဖြစ်တော့ဘလို့သွားပြီးတော့တိမာတော့နော်ချက်ချင်းဒီရင်းနှန်းဆိုတာဟိုကောင်ပြစ်ပြီးရင်တော့ပြစ်တဲ့ပြီးတော့သူတို့မသိဘူးပြစ်တဲ့စသားမှားလာလို့မင်းမမှားဘူးဥပမာလေမမှားဘူးကျွန်တော်တော့တက်မလို့သားမှားရဲဆိုမှရှိအဲမမှားဘူးအဲ့ကိစ္စမှာကျွန်တော်အဲ့လိုပဲယုံကြည်တယ်နော်ဗျမ်းမလာပြောနေတာအမှန်ဆိုလို့ရှိရင်အဲ့ဒီကြက်ချင်နေဂါဒင်မှာကားရှိမှာကတ်ထားတဲ့အဲ့ဒီတက်စစ်တွေနော် ဲမှာဇာသားတွေကဘလောက်ထိကြီးလဲကားတစီစာလောင်ရှိတယ်ဒါတော့မှမမြင်ဘူးတည်သေးလေးတယ်ဘာဘလောက်ထိကဘလူးဒီကားတစီလောင်ကိုအာသူတို့ရေကျစ်ထင်နေတစိတ်တွေကိုအကုန်လုံးကိုလုတ်ပေးရမလားမင်းတို့တွေတွေ့နော်ညာကဘလောက်ထိဂျုံမျိုးမင်းကရုတ်မှာလဲဆိုတော့ကျွန်တော်ပြောချင်တာနော်ဘယုကသူတို့ဖက်မှာမဘာတော့လို့ဒီလိုမျိုးဘယုကသူတို့ဖက်မှာကျွန်တော်တို့အာငါတို့အဖတွေကလုံနေတာကမိုင်းတေးဘာညာပေါ့နော်မပြောလို့အဲ့မှာပေါ်ကွေးနေတာဖြစ်ပါတယ် ဆိုတော့ဒီအားနဲ့ဗီဒီယိုကတော့ဒီလောနဲ့ပဲအဆုံးသတ်ပါမယ်။ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအပ်ပေးနေကြတဲ့တော်လံပြည်သူမျိုးအားလုံးကိုလည်းကိုယ်ကြမ်းမချင်းဆေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။